အလုံးမင်္ဂလာပါခင်ဗျာဧပြီလ25ရက်နေ့မဟာတကြံအချက်နေ့နောက်ဆုံးရရှိထားတဲ့တည်င်းဒီဆက်ပေးပါမယ်ရုပ်တန်ကတော့ဒီလိုပဲမအားတဲ့ကြားတွေကပြည်ပြည်ပြီးရိုက်ပြီးနေရတာပေါ့နော်အဓိကအဆက်အသွယ်မဖြတ်ချင်တာလဲပါတာပေါ့နော်အဲ့တော့ရုပ်တန်လေးရိုက်ပြီးတာပါတော့ဒီနေ့တကြံရဲ့အခြေအနေမှာတော့ကျွန်တော်တို့ကြည့်တဲ့အချိန်မှာမန္တလေးနဲ့နေပြီးတော့လဲပေါ့နော်ရန်ကုန် ပကူနောက်ခြားသောဒီနေဆက်မြို့လေးမွန်ပြည်နယ်ကကျူတော်လမ်းလျှောက်တဲ့ကြံလေးအဲနေဘက်မှာတော်တော်လေးပျော်ကြပါကြပါတယ်ပျော်ကြပါကြတယ်ဆိုတာလဲကျွန်တော်တို့ဟိုအရင်တော့အလိုမျိုးဟိုကားတွေနဲ့လဲကြပတ်ကြမန်တက်ကြီးတွေနဲ့ရေပတ်ခံထွက်ကြအဲ့ဒီပုံစံမျိုးမဟုတ်တော့ပါဘူးတကယ်တကြံမတကြံဆိုတဲ့ပုံစံကိုမြင်ရတယ်ပေါ့ လမ်းလျှောက်တကြံဆိုပြီးတော့ကျွန်တော်တို့ train ပြောင်းလာပြီးတော့လူမြင်ကွင်းတွေမှာအရင်ကြီးမထွက်တော့ပဲဒီနေ့တက်လာတဲ့ဗီဒီယိုတွေအရာဆိုရင်ရန်ကုန်မှာဆိုရင်19လမ်းလိုနေရာမျိုးစံကြောင်းတွေကအဲနေရာအချို့အဲပြီးလို့ရှိရင်ဟိုတစုတီတစုနဲ့ပေါ့နော်ပြည်သူရင်မြင်လိုနေရာမျိုးတွေအဲ့လိုနေရာတာမွေတို့ကြောင်မြောင်တို့အဲ့ဘက်မှာဒီလိုလမ်းနေတဲ့မှာလို့ပိတ်ပြီးတော့နေကြကစားကြဆော့ကြတယ်ပေါ့နော်ပျော်ကြပါကြတယ်ပေါ့ဆိုတော့တကြံဖြစ်တဲ့အတွက်အထိုက်လျောက်ကတော့ เนาะဟိုတောက်ကြစားကြပြောကြပါကြမှာပါပဲဒါမဲ့လဲတက်နိုင်ဆုံးတော့အေးချမ်းချမ်းပြီးဆုံးသွားမယ်လို့တော့ထင်ပါတယ်တော့နောက်တစ်ခုကျတော့ထိုင်းတကြံပါเนาะထိုင်းတကြံမှာတော့စစ်စီကကတွေ့ရပါတယ်ထိုင်းကသူတို့လည်းဒါ UNESCO ဝင်ထားတာမြန်မာနိုင်ငံနဲ့အပြိုင်ဆိုတဲ့အတိုင်းပဲသူတို့နိုင်ငံသားတွေရဲ့လူလားချက်เนาะသူတို့နိုင်ငံရဲ့တိခါအရာတော့ကျွန်တော်တို့ပြိုင်တယ်ဒါမဲ့ဒီနှစ်မှာပဲကျွန်တော်တို့မှလည်းမမျှော်လင့်မယ်နဲ့ကြုံလိုက်ရတဲ့ဒီဝန်းနေစရာအခက်အခဲတွေကြောင့် ျွန်တော်တို့ကတို့ပြိုင်စရာမလိုပါဘူးကျွန်တော်တို့ကမူလဒါတကြံဆိုတော့ဟိုရယ်ပိုင်ရှင်ပေါ့နော်ဒီရေကစားပွဲတွေပိုင်ရှင်ဆုံခရန်ရှိတယ်ဆိုတော့တို့တို့လူမျိုးနဲ့တို့ဟာတော့ဟုတ်ချင်ဟုတ်မှာပေါ့နော်ဒါပေမဲ့ရေကစားပွဲတော့တကြံတကြံကတော့ကျွန်တော်တို့အပိုင်ဖြစ်ပါတယ်တို့တော့တို့ဆုံခရန်ဆိုတဲ့နာမည်နဲ့တို့တို့ချင်းပါတော့ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့အပိုင်မယ်ကျွန်တော်တို့ကြွားစရာမလိုဘူးဒါပေမဲ့ကျွန်တော်တို့လှပအောင်လုပ်ရမလဲကျွန်တော်တို့ညင်တာအောင်လုပ်ရမယ်နော်ကဘာမှာနူးနူးညံ့ညံ့နဲ့နော်ရေကစားပွဲတော့ကိုကျင်းပတဲ့နှစ်သက်ကိုဒီလိုကူးကြတဲ့ နိုင်ငံရှိတယ်ဆိုတာကျွန်တော်တို့ပြသမှာဒီနေ့ဆိုရင်ဒါပုံမှန်ဆိုလို့ရှိရင်ဒါတနခါကိုကျွန်တော်တို့ UNESCO ကိုတွေးမှုလုပ်နေတဲ့အချိန်ပေါ့နော်အဲ့အတွက်တနခါတွေလင်းကြတယ်ဒါတွေ့ကြတယ်အင်တန်လဲချစ်ဖို့ကောင်းပါတယ်ဆိုတော့နောက်နေ့ဒီမှလည်းအညီငယ်ညီမငယ်များလေကြပတ်ကြတဲ့အကူအမများဆိုတော့တနခါတွေလင်းကြပါဒီကြောက်ပြင်းချထားတဲ့နေရာမှာတနခါတွေလင်းကြပါပေါ့နော် ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းလေးပျော်ရွှင်စေချင်တယ်။ထိုင်းတကြံမှာတော့ဒါထူးထူးခြားခြားပဲမြန်မာတွေရန်ဖြစ်တဲ့ပုံရိပ်တွေတက်လာတယ်ပေါ့နော်။စိတ်မကောင်းပါဘူး။ကိုယ်နိုင်ငံပုံရိပ်အထိခိုက်ပါတယ်။နော်ပျော်ကြပါကြတာပျော်ကြပါကြတော့ဒါပေမဲ့ထင်းထင်းသိမ်းသိမ်းနဲ့ပျော်ကြဖို့လိုတယ်။ရန်ဖြစ်တာကအာတာမန်တော့မဟုတ်ပဲနဲ့ဒီလူတက်မှုတွေဖြစ်တဲ့အထိကိုဒါဖြစ်ကြတယ်ပေါ့နော်။အဲ့တူကနည်းနည်းလေးတော့ဟိုကိုယ်မြန်မာလူမျိုးချင်းထိန်းကြသိမ်းကြဖို့တယောက်နဲ့တယောက် ရိုင်းပင်းကူညီရမယ်အဝေးတက်နေရာရောက်နေတဲ့အချိန်မှာပေါ့နော်အခုလိုမျိုးပျော်ကြပါကြတဲ့အချိန်မှာလည်းကိုယ့်ကိုအစုဖွဲ့လေးနဲ့ပျော်ကြပါကြပျော်ပျော်ရွှင်ရွှင်နဲ့အဆုံးသက်ကြပေါ့အဲ့လိုမဟုတ်ပဲနဲ့အခုလိုဖြစ်တာကြတော့မကောင်းဘူးပေါ့ကိုယ့်အတွက်လည်းထိခိုက်နေတာလေကိုယ့်ပတ်ဝန်းကျင်အတွက်လည်းထိခိုက်နေတာလေကိုယ့်နိုင်ငံအတွက်လည်းသိခါကြရတယ်ပေါ့နော်နောက်တဲ့နေ့ဘုရားကြတော့ဒီတဆေမှာရှိတဲ့ຫນွေဦးတကြံပေါ့နော်အဲ့ဒီတကြံသူတို့လုံနေကြတယ် ဆိုမျိုးပေါ်ကလူတွေကြတော့မပြောနဲ့မပါနဲ့အစောတော့ကဒီငလင်းမဖြစ်တော့ဆိုလို့ရှိရင်လဲသွေးဆုံးတကြံလို့เนาะဟို silent တကြံအမျိုးမျိုးပေါ့နော်သူတို့လမ်းပေါ်မထွက်ကြဘူးဆိုပြီးပြောကြတယ်ဒါပေမဲ့လဲသူတို့ကြတော့အဲသူတို့ထိန်းချုပ်တဲ့ယွာဒီမှာအဲ့လိုတကြံနေလို့ကြပြောကြပါကြအဲ့ဆိုတော်လန်ကြီးဆိုတဲ့ခေါင်းစဉ်နဲ့တက်လိုက်အကုန်လုံးလို့ရတဲ့သဘောမှရှိတယ်ပေါ့နော်အဲ့လိုလုပ်တယ်အဲ့လိုလုပ်တဲ့ခါကျတော့သူတို့လုပ်နေတဲ့တကြံကိုအင်းတို့ဘက်မှာအင်းတို့ပချံနေပြီးပြန်လာတဲ့အဲလီရင်ကအဲ့ဒီပချံနေပြန်လာတဲ့လီရင်က ပုံချခဲ့တယ်ဗောနော်အဲ့ဒီရုပ်တံထဲမှာကျွန်တော်တို့မြင်ရတယ်တိတိကျကျချသွားတာကွာတယ်ဒီမှာလူတွေရှိဒီမှာအဲသူတို့အဖွဲ့တွေရှိမှန်းသိလို့တိတိကျကျချသွားတာဗောနော်ဒီရွာထဲမှာသတင်းပေးရှိကိုရှိရမယ်ဆိုသူတို့ပြောတယ်ဗောနော်တေချာပေါက်ကတော့ဒါသူတို့ထိခိုက်မှုအများပြခဲ့တယ်ចောင်းကတော့တော်တော်ပြက်စီသွားတဲ့အနေထားဗောနော်ចောင်းနေမဟုတ်ဘူးအဲ့ဒီမှာသူတို့အဖွဲ့တွေစုနေတဲ့အဲ့တစဲ PDF အဖွဲ့တွေစုနေတဲ့နေရာတော်တော်များများကိုထိသွားတာဖြစ်တယ်လို့သိသွားတယ်ဗောနော်နောက်တစ်ခုကတော့ဒါနိုင်ငံတော်ဝန်ကြီးချုပ်ဘုဂျုံမကြီးမင်းအောင်လိုင်းက မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမယ်ဆိုပြီးတော့တရင်တွေထွက်ပေါ်နေပါတယ်။မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမယ်ဆိုတာထက်ကိုသူကအာဆီယံခေါင်းဆောင်အချို့နဲ့လည်းတွေ့ဆုံမယ်ဆိုတဲ့တရင်တွေလည်းထွက်ပေါ်နေတယ်ပေါ့။ဒါလည်းဘန်ကောက်မှာတွေ့မယ်လို့ပြောပါတယ်။ဒါကတော့ကျွန်တော်တို့တိတိကျကျတော့အတီမပြုတ်နိုင်သေးပြီမဲ့နိုင်ငံတော်ဝန်ကြီးချုပ်ကိုတော့ရောက်တွေ့ဆုံမယ်လို့ပြောတယ်။သူကတော့ဘာလို့တွေ့ဆုံမှာလဲစစ်ကိုနိုင်အောင်တိုက်ပါတွေ့ဆုံစရာမလိုဘူးပါညာရှောက်ပြောနေတယ်။တကယ်တမ်းတော့ကျွန်တော်ပြောတာအခုကကျွန်တော်တို့ကတပူတယ်မဟုတ်ဘူး။တပူနှစ်ပူသုံးလေးပူဆင့်နေရတဲ့အချိန်မှာကျွန်တော်နိုင်ငံကကုရခေယာမဲ့နေတဲ့အနေထားမှာ သူကလည်းတင်းတင်းမာမာနဲ့နေချင်ပါပဲနော်အစတည်းကတက်မလို့ဆိုတာဘယ်လိုပုံစံနဲ့နေခဲ့လဲဆိုလူတိုင်းသိတယ်ဆိုတော့အဲ့လိုနေချင်ပါပဲဒါပေမဲ့လည်းနော်သူကိုယ်တိုင်နိုင်ငံရဲ့ခြားတီတော်တွေ့ရတယ်နော်သူနိုင်ငံထဲမှာဆန္ဒပြတဲ့သူရှိကောင်းရှိလိမ့်မယ်နော်အချို့နိုင်ငံမှာအောက်ကျန်တဲ့သူတော်ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အဲ့ကြားတဲ့ကိုနော်ဒီလိုအခြေအနေမျိုးနဲ့တွားတွေ့ရတယ်ပေါ့နော်သူလည်းအဲ့လိုမျိုးပြပတွေကိုတွားမဲ့စာပြည်တွင်းမှာပဲခုပြည်သူတွေဒုက္ခရောက်နေချိန်မှာသူနေချင်ပါပါဒါပေမဲ့ဟိုအတင်း ြုံပြီးတော့နိုင်ငံသားထွက်နေရတဲ့အခြေအနေပေါ့နော်စစ်ကိုနိုင်အောင်တိုက်ဆိုတဲ့အတိုင်းပြောကြတာပေါ့ဒါပေမဲ့လည်းဟိုတကယ်တမ်းတော့လွဲကူမနေပါဘူးဘယ်သူကဘယ်လိုပုံစံနဲ့ဘယ်လိုနည်းနဲ့ချင်ကပ်ပြီးတော့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာအဲရေရှိမှာတော့မဟာဗျူဟာကတော့သူ့အနေနဲ့သူပေါ်လာပါမယ်ချီရလူကြီးတွေအုပ်ချုပ်ခဲ့တဲ့အချိန်မှာနိုင်ငံကနှစ်ပေါင်းများစွာအုပ်ချုပ်တာပေါ့နော်သူတို့ကအနည်းဆုံး10နှစ်တို့နှစ်20လို့အုပ်ချုပ်တဲ့အချိန်မှာသူတို့အကောင့်ထဲပေါ်တယ်သူတို့ကဘာလဲဆိုတော့သူတို့ပြနေတယ်အခုကျွန်တော်နိုင်ငံ9နှစ်ပဲရှိသေးတယ်ပေါ့နော်လက်ရှိ ဒီအစိုးရတောင်းဝန်ရှိတဲ့သူတွေအနေနဲ့ဒါပေမဲ့ခေတ်ကာလပွင့်လင်းမြင့်သားတဲ့အခါကျတော့တူတက်မှုရှိတဲ့အခါကျတော့ကျွန်တော်တို့ကဒါဒီကာလတစ်ခုကိုရှိတယ်လို့ထင်တယ်ဒီကာလမှာဖြစ်ပျက်နေတဲ့အရာတွေကိုလည်းကျွန်တော်ကြီးကြီးမားမားလို့မြင်နေတယ်ဒါပေမဲ့ဒီအချိန်ကာလအထက်နောက်ထပ်တ၅ဆ နော်ငါးစားလောက်အထီကိုရှေ့ရလူကြီးတွေကကင်တွယ်ခဲ့ရတယ်ပေါ့နိုင်ငံတကာနိုင်ငံကိုအရသာဆူရလက်ထဲပြန်အပ်ဖို့ဆိုတော့အလောက်ထိရှိတယ်ပေါ့နော်အဲတော့မှပဲညင်ဖို့ပြပြစွာနဲ့အေးချင်းချင်းတတရရာပြန်ပြီးပြအပ်နိုင်ခဲ့တယ်ပေါ့အဲ့လိုတာရကတွေရှိတယ်ဒီအတိုင်းတာလေးအတွင်းမှာကိုအရင်တော့ထပ်ပို့ပြီးတော့ထကြွတဲ့တောင်းချမ်းနဲ့အရင်တော့ထပ်ပို့ပြီးရုံမာတဲ့ရိုင်းဆိုင်နဲ့နော်လက်နက်ကင်တောင်းချမ်းသူတွေကိုဖြည့်ရှင်းနေရတယ်ရင်ဆိုင်နေရတယ်ဆိုတာလေတတိချက်စီချင်ပါတယ်ဒါတည်င်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွဲပြီးပြောပြတာဖြစ်ပါတယ် နောက်တစ်ခုကအဆက်ဆက်ပြီးပြောရမှာပါပဲအဲ့ဒါကတော့ဒါကွန်ကရစ်မြို့နယ်ထဲမှာရှိတဲ့ကွန်ကရစ်ဂျုံတိုးလမ်းမကြီးတစ်လျှောက်အဲ့မှာရှိတဲ့စခန်းလေးကိုတိုက်ခိုက်ဖို့အတွက် PDF အဖွဲ့တွေတောက်လျှောက်ပြင်ဆင်နေတယ်ပြင်ဆင်နေတာတိလို့သူတို့စုဖွဲ့တဲ့နေရာတွေ drone တွေနဲ့တိုက်တယ်မတော်ဘုံတွေချတိုက်တယ်ပေါ့နော်အဲ့လိုတိတော့လိုက်ရှင်းလင်းတာတွေလုပ်တယ်ဒါတော့မှနော်ဒီကွန်ကရစ်မြို့အနီးပတ်ဝန်းကျင်ကတ်လာပြီးတော့ပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ် KNU KNL PC စက္ကန်းဒီပါညာတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ဆိုတော့အခုအင်အားစုဖွဲ့ထားတာတော်တော်များတယ်။နော်ဒီ PDF စစ်ကြောင်းတွေရဲ့ဒီ KNU စစ်ကြောင်းတွေရဲ့ပြီးလို့ရှိရင်မွန်စစ်ကြောင်းတွေပါပါတယ်။ဟိုတစ်ခေါက်တော့ဖြစ်တဲ့ဒီကန်းဒီပတ်ချံမှာလည်းသူတို့ဒါအင်အားလာပြန်ပြီးတော့စုဖွဲ့တာမြင်လို့ drop ပုံချတိုက်ခိုက်ခဲ့တာတွေပါရှိတယ်။အဲ့မှာလည်းအရက်သားထိခိုက်မှုတွေပါရှိတယ်လို့ပြောတယ်။ပြောချင်တာတော့အရက်သားတွေရှိတဲ့နေရာဝင်လာရင်တော့အရက်သားထိခိုက်မှာပဲ။တကယ်တမ်းတိုက်ချင်တယ်ဆိုရွာကိုကွင်းရှောင်ပြီလား။ နော်တောတွေအများကြီးရှိတယ်အဲတောတွေကနေနေခုရွာတွေမှာပြည်သူနော်ဟိုအခုလိုမျိုးအကာအကွယ်အမိပြုတ်ပြီးတော့လာတယ်အင်အားစုဖွဲ့တယ်နောက်တစ်ခုကပြောချင်တာပါလဲဆိုတော့ဒီကလာအစိုးရအနေနဲ့ပြစ်ခတ်ရစရေးတစ်ဖက်သက်ကြေညာထားတယ်သူတို့ဘက်ကလည်းလိုက်တော့ကြေညာတယ်နောက်သူတို့ကဘာပြောလဲဆိုတော့အစိုးရကလည်းဟန်ဆောင်ပြစ်ဆက်ရစရေးကိုကြေညာတာတဲ့အဲဆိုဘာဖြစ်လို့အခုလိုမျိုးလုပ်ရတဲ့လုပ်နေလဲအင်အားစုစည်းတာတို့နော်ခုနကတော့လိုမျိုးဒီတပ်စခန်းနေနာအထီကို လာဒီလိုလာတယ်ဆိုလို့ရှင်တော့ဒီလှုပ်ရှားမှုမြင်လို့ရှင်တော့ရှင်းလင်းပါပဲဒီဒါခုခံစစ်လေနောက်သူသူ့အနေနဲ့တော့ခုခံမယ်ဆိုတာအစောတည်းကဒါထုတ်ပြထားတာဖြစ်တယ်အဲ့တော့တော့ဒီခုခံမှုတွေရှိလာတယ်ဆိုလို့ရှင်တော့ဒါကတော့မထူဆန်းဘူးပေါ့နော်ဆိုတော့သူတို့ကိုယ်တိုင်ပြစ်ခတ်ရက်ဆဲပါမယ်လို့ပြောင်ကြကြပြောထားပါလေနဲ့အခုလိုမျိုးလှုပ်တာကတော့ဒါသူတို့ကိုယ်တိုင်ပဲဒီပြစ်ခတ်ရက်ဆဲရေးကိုချိုးဖောက်ရကြတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့ဒီအတွက်တော့အစိုးရရဲ့အခုလိုတုတ်ပြတ်မှုကတော့မလွန်ဘူးနောက်တစ်ခုကဒီမှာ အင်းတော်ဘတ်တို့ဒီတစဲဘတ်တို့အဲ့ဒီဘက်ချက်မှာဖြစ်ပွားနေတဲ့ဒီလေချောင်းတက်ခိုက်မှုတွေဆိုတာကအင်အားစုဖွဲ့တာတွေလှုပ်ရှားတာတွေရွာထဲဝင်ပြီးတောင်းညမ်းတာတွေတည်င်းရလို့သွားရှင်းပြတာเนาะပြောပြတာပြည်သူလူထုကိုဝင်လာပြီးတော့ထိခိုက်မယ်เนาะပြဒနာရှာမယ်ဆိုလို့ရှိရင်တော့ရှင်းလင်းမယ်ဆိုတာအဲ့ဒီထုတ်ပြန်ချက်တွေမှာပါပြီးတာအဲ့အတွက်မလုံเนาะနောက်တစ်ချက်ကကျွန်တော်ပြောချင်တာเนาะအဲ့လိုမျိုးကနေရာတိုင်းမှာဖြစ်နေလားဆိုတော့မဟုတ်ပြန်ဘူးသူတို့ကဒါ လာတိုက်နေလို့လာတိုက်နေလို့ပြောတယ်တကယ်တချို့နေရာတွေမှာပြည်သူစစ်ရွာတွေဒုက္ခရောက်နေတာရှိတယ်ကျွန်တော်မြို့နယ်နံမေတွေရွာနံမေတွေမပြောဘူးပြည်သူစစ်ရွာတွေဒုက္ခရောက်နေအဲ့ဒီရွာတွေကိုဘုံတွေကျဲတယ်နော်လက်လို့စိန်ပြောင်းနေနဲ့ပြစ်ထည့်တယ် drop ဘုံတွေချတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဘယ်သူမှလူခွင့်ရေးတပိုင်းမပြောဘူးဘာမှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအဲ့ရွာတွေကိုလည်းလာတိုက်တယ်ရွာမှာသူ့အတူရှိတဲ့မိကျုံမောင်းပြက်လေးနဲ့ကာကွယ်နေရတဲ့ပြည်သူစစ်ကိုသူတို့ကအင်အားရာနဲ့ချီပြီးတော့လာဝင်သိမ်းကြတယ်တကယ်ကုံစားဖို့ပေါ့ကုံစားဖို့ဝင်တိုက်ကြတာပေါ့နော်အဲ့လိုကြရင်ဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့လိုမျိုး ဒီတိုင်းပြစ်ထားခံရတဲ့ရွာတွေလည်းအများကြီးရှိတယ်ဒါကအပေါ်ကလူတွေသိချင်မှသိမယ်နော်အပေါ်ကလူတွေသိချင်မှသိမယ်ဟိုတချို့အောက်ချီကဒီဒေတာဆိုင်ရာအာနာပိုင်းတွေပေါ့နော်အာနာပိုင်းဆိုစီရီအာနာပိုင်းတွေရဲ့ဖုံးကွယ်မှုနော်သူတို့ရဲ့ဖယ်ကျင်ထားမှုဒီလိုအခြေအနေတွေကြောင့်လည်းတချို့ရွာတွေမကြသင့်မဲ့ကြာသွားတာမခံသင့်မဲ့ခံလိုက်ရတဲ့ရွာတွေရှိတယ်ပေါ့နော်ဒါကအပေါ်ကလူကသိချင်မှသိပါမယ်ကျွန်တော်ပြောနေရစကားအတိုင်းပဲနော်ဟိုရှင်ဘရင်ကိုတပြက်စီဆင်းလဲခိုင်းလို့တော့မရဘူး နော်ရှင်မြတ်ရှင်မြတ်အလုံးလို့လိမ့်မယ်ဒါပေမဲ့တပြက်စီလဲရမယ်သူကတပြက်စီလဲရလိမ့်မယ်နော်တပြက်စီတင်ရမယ်တပြက်စီအမိုက်တင်ရမယ်လို့အမိုက်တင်ရလိမ့်မယ်နော်အမိုက်ပွားနေတာကိုဘယင်သွားအပြစ်တင်နေလို့တော့မရဘူးဘယင်မှာအမိုက်ပွားတာတခုတည်းလုံးဖို့အတွက်ဒါအချိန်ရှိမနေဘူးနော်ဒါလေးကိုလည်းနားလဲစေချင်ပါတယ်နောက်တစ်ခုကတော့ဒီဧပြီလ15ရက်နေ့ဒီဘယ်ချိန်လောက်လဲနေ့လယ်ပိုင်းလောက်ဖြစ်မှထင်တယ်ကျွန်တော်မသိဘူးကျွန်တော်ဒီနေ့တစ်လျှောက်လုံး ရေလှူနေတာမနက်မိုးလင်းနေရနော်မျက်နှာတက်သွားတိုက်ပြီးတော့မနက်စာစားပြီးတော့ဒါရေလှူထွက်တာတောက်လျှောက်တစ်ချက်မှမပြောင်းဘူးပေါ့နော်တောက်လျှောက်ရေလှူတော့မိုးချုံမှပြန်တယ်အဲ့ဒီချိန်မှာဂျားထဲမှာငလင်လှုပ်သွားတယ်တကုံးကိုဗဟုပြုတ်ပြီးတော့ထင်တယ်နော်တကုံးပတ်ဝန်းကျင်မှာဗဟုပြုတ်ပြီးတော့ဗဒ4.0လောက်အပြင်းအားရှိမယ်ပေါ့နော်အဲ့လောက်ငလင်လှုပ်သွားတယ်လှုပ်သွားတဲ့အခါကျတော့လူတွေပြန်စိုးရင်လည်းဒီထက်ပိုပြီးကြီးကြီးမားမားဖြစ်လာမှာစိုးရင်လည်းပေါ့နော်ကျွန်တော်ကတော့ဟိုကြိုတင်ခတ်မှန်းတာတော့မဟုတ်ဘူး တော့ကျွန်တော်ထင်တာတော့ကြီးကြီးမားမားတစ်ခါလာပြီးလို့ရှင်ဟိုအားပြန်စုပြီးယူရတယ်လို့ပဲ return 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 period ကသူကအနည်းဆုံးနှစ်10နဲ့ချီကြာမယ်အဲ့ကြာတဲ့မှာတော့အနည်းငယ်မျှတော့ရှိနေအောင်ပါပဲเนาะဆက်ရှိနေအောင်ပါပဲအဲပပါလေးလှုပ်တာเนาะခက်ကြမ်းကြမ်းလှုပ်တာလောက်ရှိမယ်ဒါပေမဲ့အရင်လှုပ်ခဲ့တဲ့အကြီးလောက်တော့စက်တိုက်လှုပ်ဖို့တော့မရှိဘူးလို့ကျွန်တော်အနေနဲ့ပြောခြင်းတယ်ဒီမှာအန်ဒီရဘာဖြစ်လာနိုင်လဲဆိုတော့အမ် ကျွန်တော်ခတ်မှန်းတာပေါ့နော်အဲ့တော့ခုငလင်လောက်တာဖြစ်တဲ့အတွက်ချို့ဒါမီအောက်တွေမှာဂလိုင်းကြီးတွေဖြစ်နေတယ်တချို့အိမ်တွေစောင်းသွားတယ်တချို့အိမ်အောက်တွေမှာဂလိုင်းကြီးတွေဖြစ်နေတယ်အဲ့တော့တည်တည်ချာချာတွက်ချက်ပြီးတော့ဗောနော်အင်ဂျင်နီယာတွေရောဒီမြေကြီးနဲ့ပတ်သက်တဲ့သူတွေရောတေချာလေးကြည့်ပြီးတော့တွက်ချက်ပြီးတော့မှနေသိမနေသိတေချာလေးဆုံးဖြတ်စီခြင်းတယ်မဟုတ်ဆိုလို့ရှိရင်ကျွန်တော်မူကာလာဖြတ်တန်းရမှာဖြစ်တယ်ဒီအိမ်ရဲ့နော်ကိုနေတဲ့အဆောက်အဦရဲ့ကြံ့ခိုင်မှုမရှိဘဲနဲ့တက်နေတယ်ဆိုလို့ရှိရင်လာမယ့်မူကာလာမှာမိုးရွာလို့ရှိရင်မြေကျော်တာတွေဖြစ်လာနိုင်တယ်အိမ်ပြိုတာတွေဆက်ဖြစ်လာနိုင်သေးတယ် နော်ဒါဒါတော့နည်းနည်းလေးတော့သတိထားဖို့လိုမယ်အဆောက်အဦကတကယ်အဆင်ပြေတယ်ဆိုလို့ရှိရင်တော့အဆက်နေတာအဆင်ပြေတယ်ပေါ့နော်နောက်ကအဲဒီရက်ပိုင်းမှာပဲဒီမိုးသက်လီပြင်းနေကြလို့ဆိုပြီးတော့မန်လေးမှာအသုံးနဲ့တိုက်လုံးပြူတယ်ဆိုပြီးတော့ထပ်ပြီးပြောပါတယ်အဓိကတော့ကျွန်တော်ပြောသလိုပဲမိုးရွာတယ်မိုးရွာလို့ရှိရင်ရေဆင်းမယ်ရေဆင်းလို့ရှိရင်အောက်မှာကလိုင်းတွေပါလိုက်စားပါ냐ဒီလိုဖြစ်ပြီးလို့ရှိရင်ထပ်ပြူလာနိုင်တယ်ဆိုတဲ့အကြောင်းဒါသတိပေးတာဖြစ်ပါတယ် ဆိုတော့ဒီအပြစ်ခတ်ရဲ့စည်းရင်းနဲ့ပတ်သက်ပြီးတော့ဇက်တိုက်ပြောမှဆိုရင်ဒါသူတို့ဘက်ကထုတ်ပြန်တဲ့သတင်းတွေပဲကျွန်တော်ပြောမှာเนาะအများကြီးမပြောရေတကြူခလာ258မှာထွက်လာတော့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၄ဦးတေဆုံးခေတ္တကဖော်ပြထားတာเนาะအဲတတိုင်းပြည်လုံးဒုက္ခဟိုဟာဖြစ်နေတဲ့အချိန်မှာเนาะသူတို့အခွင့်အရေးယူနေတာပြောပြမှာเนาะနောက်တဲ့သတင်းတစ်ပုဒ်ကတော့ဖာကတ်မြို့နယ်ကမိုင်းမြို့လဝကြီးရွာမှာလည်း အတက်ကအခြေဆိုင်ထားတဲ့စခန်းတွေကိုဇက်တိုက်သူတို့လာပြီးတိုက်နေတယ်အဲ့ဒီတော့တက်ကလေချောင်းတက်ခိုင်းမှုတွေနဲ့ပြန်ပြီးတော့တုတ်ပြန်နေရတဲ့အနေထားဆိုပြီးတော့ဒါတည်င်းနေရသိရပါတယ်နောက်တဲ့တည်င်းဘုတ်ကလည်းအဲ့လိုပဲစလင်းစီသူတို့ကလမ်းမိုက်မှာရှိတဲ့16မိုင်စခန်းကုန်းကို PDF ဖွဲ့ရဝင်သိမ်းနေဆိုတဲ့တည်င်းတွေလည်းထွက်လာပါတယ်ဆိုတော့အဲ့ဒီမှာလည်းတက်ကအဖွဲ့၄ဦးကိုဖမ်းဆီးထားတယ်ဆိုပြီးသူတို့ကတည်င်းထုတ်ပြန်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဘယ်လိုပဲနော်ဘယ်လိုပဲအပြစ်ခက်ရက်ဆဲဆဲသူတို့ကတော့ နော်တပုံကတော့တပုံချင်းတပုံချင်းကြံပါပဲစိတ်ကောင်းချစ်ပြီးတော့ခွေးသားရောက်ပါပဲပြည်သူတွေရဲ့ရှေ့မှာတော့ကောင်းပြလိမ့်မယ်လိုင်းပေါ်မှာခြင်ညာချက်ထုတ်ပြပြီးတော့ဘလူးလှူတယ်တန်းတယ်သူတို့သူတို့ဘက်ကဘလူးစာနာတယ်ဆိုတဲ့ကြောင့်ပြောပြလိမ့်မယ်ဒါပေမဲ့တကယ်တမ်းဒီအခြေအနေတွေအခွင့်ကောင်းယူဖို့အတွက်လက်နက်ကင်တောင်းကျန်းသူတွေအမြဲတမ်းချောင်းနေတယ်ဒါအောင်မမေ့ပါနဲ့ပတ်ဝန်းကျင်မှာကိုယ့်ပတ်ဝန်းကျင်ကိုပြန်ကြည့်ပါလက်နက်ကင်တောင်းကျန်းသူတွေတောက်လျှောက်ချောင်းနေပါတယ်နော်သူတို့တိုက်ခိုက်ဖို့အတွက်ချောင်းနေတာဖြစ်ပါတယ်အဲ့ဒီအတွက်တော့တတိကြည်ကြည်ထားဖို့လူမယ်လို့ပြောချင်ပါတယ်ဆိုတော့ ။တကြံကတော့ဒီနေ့အကြက်ဖြစ်ပြီဆိုတော့အတက်နှစ်ဆန်းတရက်ဖြစ်မှာကျွန်တော်ပြောတော့မပြောတတ်သေးဘူးတော့ဘုံကြီးဝှချင်လဲဝှမှာနှစ်ဆန်းတရက်နေဆိုလို့ရှိရင်ဒီကြားထဲမှာရေလူအချက်များနေတာဖြစ်တဲ့အတွက်ဒီရေလူနေတဲ့ဝန်ထမ်းမိသားစုလိုင်းကန်းတွေကိုကျွန်တော်ရေပို့နေတာအဲ့အတွက်လည်းကျွန်တော်တို့တွေတိတ်ပြီးမဆုံးဖြတ်နိုင်သေးဘူးပေါ့နော်ပြောလို့မရသေးတကယ်လို့နှစ်ဆန်းတရက်နေဝှချင်လောက်မှစိတ်ပေါက်လို့ဘုံကြီးထားဝှချင်လဲဝှမယ်ပေါ့နော်။ဘာဖြစ်ဟိုဘေးကင်းကင်းလုံလုံချုံချုံနဲ့နှစ်တစ်ကိုဖြတ်တန်းနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့မေတ္တာပို့ဆုတောင်းပါတယ်။ အလုံးမဲ့ကျမ်းမချမ်းသာစွာနဲ့တာယာပျော်ရှင်တဲ့နေ့တစ်ကိုနေ့တစ်ကိုပိုင်ဆိုင်နိုင်ကြပါစီခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39 480 398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ